င်္ဂလာပါမိတ်ဆွေငယ်ချင်းတို့ရေဒီနေ့ကျွန်တော်ထူခြားစမ်းပြတဲ့အပင်တစ်မျိုးနဲ့မိတ်ဆက်ပြီမှာပဲဖြစ်ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ insect စာပင်လို့ခေါ်ရပါတော့သူရဲ့ idea တော့ drosia predata ပဲဖြစ်ပါတယ်ဒီလက်ရှိဒါအပင်သေးသေးလေးပေါ့နော်ဒီနောက်မှာကျွန်တော်လက်နောက်မှာအခုမြင်တွေ့နေရတော့အလွန်ဆုံးရှိမှတထွာလောက်ပဲဒီအပင်မျိုးစားကတော့ drosia predata ပဲဖြစ်ပါတယ်ကျွန်တော်အနီးကပ်ပုံစံလို့ပြပြပေးပါမယ်ပေါ့နော်အခုလက်ရှိမှာမိတ်ဆွေငယ်ချင်းတို့မြင်တွေ့နေရတဲ့အပင်ကတော့ဒါ နွေနီပေါပင်လို့ခေါ်တဲ့အင်းဆက်စာပင်အုပ်စုတွေကဒူစီယာဖက်ဒရာပဲဖြစ်ပါတယ်။အလွန်ဆုံးရှိမှပဲတထွာလောက်ပဲရှိပါတယ်။သူကဘယ်လိုနေရာမှာအတွေ့များလဲဆိုတော့မျိုးဝါစာမကောင်းတဲ့ဗျုံတောင်လို့ပုံစံမျိုးပေါ့ဗျုံတောင်ဆိုတာတနည်းအားဖြင့်ရှမ်းပြည်နယ်မှာဆိုတာကြောက်တောင်လို့ပုံစံမျိုးမှာသူတို့အတွေ့များတယ်။တချို့မြေသားပတ်ဝန်းကျင်ရှိတဲ့သဲဆန်တဲ့မြေသားပတ်ဝန်းကျင်ပုံစံမျိုးပေါ့ဥမာပြေမျိုးဝါစာတိတ်မကောင်းတဲ့အဲ့လိုပုံစံမျိုးနေထားများသူတို့ရှင်တန်းကြတာပေါ့နော်။သူတို့တွေက အတူကဥမျိုးပေါ့နော်သူရဲ့ဥလေးအနေထားကိုပြပြပါမယ်အခုသူအောက်မှာဆိုရင်ဒါဥလေးတယ်မဟုတ်သူဥဥမျိုးအနေထားဖြစ်ပါတယ်ဒီမျိုးစေ့ရတော့ဒါဆိုရင်သူရဲ့ကက်စီကက်စီဖြစ်နေတဲ့ဒါဖန်တန်လေးပေါ့နော်ဒီဖန်တန်လေးကနေပြီးတော့သူရဲ့သားကောင်းလေးကိုဖမ်းပါတယ်ဒါကူမိတ်ဆက်တငယ်ချင်းတို့မြည်တရတာသူကတဆင်းတဆင်းတဆင်းသူရဲ့ဖမ်းလဲလက်တံလေးပြီးရှိတယ်ပေါ့နော်ဖန်းနေတဲ့အကောင်ဖန်းထားတဲ့အကောင်လေးကျွန်တော်ပြပြပါမယ်ဖြစ်ပါတယ် အခုဒါလက်ရှိမှာဆိုရင်ဒီနားမှာပေါ့နော်သူရဲ့ဒါအပေါ်ဘက်ကဖန်တန်ကကြတော့ကဟိုအကောင်မဖန်တော့ပေါ့ဒီမှာအကောင်ဖန်တဲ့ဖန်တန်ကကြတော့ကသူရဲ့ဖန်တန်မှာအမဲအောင်လေးရှိနေတာပေါ့နော်အဲ့ဒါအကောင်ဖန်တာပဲဖြစ်ပါတယ်သူကသူစားဖို့အတွက်အဟာရရောက်ယူဖို့အတွက်ပိုးကောင်လေးတွေဖန်စားတာပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ပါဒါဒီဘက်ပြင်မှာဆိုရင်ဒါပိုးကောင်လေးတွေဖန်စားရတာပေါ့နော်ပြန်ရင်းဆိုရင်လည်းပျောက်စိတ်တွေကသွားပြီးတော့မှ ့အပေါင်းပါတကောင်ကအင်းဆက်စားပြီးမှသွားပြီးတော့လက်တံမှာသွားပြီးတော့ကတ်နေတော့တခြားအကောင့်တွေပဲလိုက်ကယ်တာပေါ့နော်အခုလက်ရှိမှာမြေတွေ့ရနေရတဲ့အပွင့်ကတော့ဒါຫນွေနေပေါက်ပင်ရဲ့အပွင့်ပေါ့နော်သူတို့တွေကပန်းပွင့်မယ်ပြီးရင်အတီးတီးပြီးတော့မှမျိုးပြန်ပွားကြတော့ပေါ့နော်